ပထမဆုံးနံပါတ်1က infinity ကို အလွဲသုံးစားလို့တာရှောင်ဖို့ပါကျွန်တော်တို့မိကောင်ပေါ့အရွယ်တုန်း infinity စတဲ့ရတော့အဲ့ဒီ infinity ကပြောရတာပိတ်အရာသာရှိတယ်ရည်စားစာထဲမှာတော့ infinity လေးထည့်ရင်ပိုခိုက်တယ်လို့ feeling ရှိတယ်အဲ့လိုအရွယ်မှာအဲ့ဒီမှာအလွဲသုံးစားဘယ်လိုလုပ်လဲဆို infinity ကကိန်းစစ်မဟုတ်ဘူးအဲ့ဒါကိုကိန်းလို့သဘောထားပြီးတော့တွက်တာမျိုးဥပမာကိန်းစစ်မှာ ကိန်းနှလုံးအချင်းချင်းနှုတ်ရင်ဇီရိုပေါ့အဲ့ဒါနဲ့ infinity ကို infinity minus infinity ဇီရိုဆိုပေါ့တော့အဲ့လိုအလွဲသုံးစားလုပ်တယ်ကိန်းစစ်မှာမှန်တာ infinity မှာမမှန်ဘူးအဲ့တော့ infinity နဲ့ကိန်းစစ်ရဲ့ထူးခြားချက်ကိုသင်္ချာမှာ infinite paradox ဆိုပြီးတော့နော်အဲ့တော့ပုံပြင်လေးတစ်ခုရှိတယ် infinite paradox ကဘာကျော်သင်္ချာပညာရှင် Hilbert ကိုလူတွေကမေးတယ် ယိုယိုကိန်းနဲ့ infinity နဲ့ကွဲလွဲချက်ရှင်းရှင်းလေးတစ်ခုလောက်ပြောပြပါလေဟီလ်ဘတ်ကအဲ့ဒီဟီလ်ဘတ်ကပြောလိုက်တဲ့ဥပမာပုံပြဟန်ကဘာကျော်သွားတယ်။သူကဟိုတယ်တစ်ခုနဲ့ဥပမာပေးတယ်။ဟိုတယ်တစ်ခုဟာတဲ့ယိုယိုကိန်းဥပမာအခန်းပေါင်းတထောင်ရှိတယ်ထား။အဲ့ဒါအတစ်တယောက်ရောက်လာတယ်ဘာလို့မလဲ။ဘာမှလုံးလို့မရဘူးပြန်လိုက်ဒါပဲရှိတယ်။ဒါပေမဲ့ infinity ကြတော့မဟုတ်ဘူးအဲ့ဒါတယောက်ရောက်လာရင် ပြည်နေတဲ့ဟိုတရားထထဲလို့ရတယ်။သို့တော်လေ infinity ဆိုတာလက်တွေ့မှာမရှိတဲ့အတွက်ကြောင့်ဒါကအတွေးအခေါ်ပေါ့နော်။အဲ့တော့သောတကတက်မဲ့အစာလိုက်တွေးပါ။ဥပမာဟိုတယ်တစ်ခုဟာ infinity ရှိတဲ့1 2 3 4အခန်းနံပါတ်တွေပေါ့နော်။ကိန်းပြည့်တွေအစုံအဲဂရေတွေရတယ်မင်းများဆိုမကုန်ဘူးပေါ့ infinity ။အားလုံးလူရှိတယ်ပြည့်နေတယ်။အဲ့တော့အဲ့ဒီအစ်စ်တယောက်ရောက်လာရင်မန်နေဂျာကဘာလုပ်မလဲဆိုတော့ လူတိုင်းကိုနမတစ်ကြီးတဲ့အခန်းပြောင်းခိုင်းလိုက်အန်မာနေတဲ့လူအခန်းအန်မာနေတဲ့လူ n+1 ကိုပြောဒါဆိုအခန်းတစ်မာနေတဲ့လူနှစ်ကိုပြောင်းနှစ်နေတဲ့လူသုံးပြောင်းသုံးနေတဲ့လူလေးပြောင်းဒါဆိုအခန်းတစ်တော့သွားတာပေါ့အဲ့ဒီမှာတစ်တယောက်ထဲလိုက်ရောကိန်းယိုယိုကန်တရှိကိန်းစင်မှာ အဲ့ဒီဂုံတတိမရှိဘူးကန်တမဲ့မှာအဲ့ဒီဂုံတတိရှိတယ်သူဟိုတယ်နဲ့ဥပမာပေးတယ်သူပေးတဲ့ဥပမာဘာလို့ကောင်းလဲဆိုအကယ်၍တယောက်အစ်စ်လာတာမှုပဲနဲ့ infinity ဧည့်သည်ဒီအစ်စ်လာလဲအခန်းပေးလို့ရတယ် infinity ဒါဆိုရင်ပြီးနေတဲ့ဟိုတယ်ကြီးက infinity လာတာတောင်မှနောက်ထပ်ထည့်နေတယ်ဆိုထူးဆန်းတယ်လေရှင်းရှင်းလေးပဲအဲ့ဒီ manager ဘာလို့ရမလဲဆိုလူတိုင်းကိုသူ့ရဲ့ နှစ်ဆရှိတဲ့အခန်းနံပါတ်ပြောင်းခိုင်းတအခန်းတင်နေတဲ့လူ2ကိုသွား2နေတဲ့လူ4ကိုသွား3နေတဲ့လူ6ကိုသွား4နေတဲ့လူ8ကိုသွားဆိုလူတိုင်းကစုံကနန်းအခန်းရောက်သွားတယ်ဒါဆိုမာကနန်းအခန်းနေ1 3 5ခုအကုန်လွတ်သွားတယ်ဒါဆိုလာတဲ့ဧည့်သည် infinity တွေအကုန်လုံးမာကနန်းမှာထည့်ရောအဲ့ဒါ infinity နဲ့ရိုးရိုး gain နဲ့ ကွာဟာချက်ကိုဟီးဘတ်ကပြောခဲ့တယ်အဲ့ဒီပုံပြန်ကိုဘာခေါ်လဲဆို infinite paradox လို့ခေါ်တယ်နော်အဲ့တော့ဒါကကဘာကျော်ဂိမ်းမှာအဲ့တော့ infinity ကိုအလွဲသုံးသားလို့ရင်ကိုယ်ကရာဖြစ်ကြောင်းကျွန်တော်ပုံစံနည်းနည်းလေးဥပမာပေးမယ် infinity ကန်တမဲ့တစ်ပေါင်းကန်တမဲ့မှာတစ်ပေါင်းတော့ဘာထုမလဲကန်တမဲ့ပဲဗောကန်တရှိမလားအဲ့ဒါသဘောပဲဒီဘက်ဝဲရ infinity ကိုခြေမယ် infinity နှုတ်လိုက် ဒါဆို1 equal to 0 1နဲ့0ညီတယ်ပြီးွားပြီအဲ့ဒါကိုယ့်ရကာယဒါကြောင့်ကိန်းစက်နဲ့ infinity ရောထွေပြီးမတွေ့ရဘူးဒါကသင်္ကန်းစာပါနောက်တစ်ခုကြည့် infinity နဲ့ infinity ပေါင်းမယ်ကန်တမဲ့နှစ်ခုပေါင်းကန်တရှိဖြစ်မလာဘူးကန်တမဲ့ပဲဒါဆို infinity နှစ်ခုပေါင်းတော့2 infinity ဒါတော့ဟိုဘက်ဒီဘက် infinity နဲ့စာ so infinity ချင်းကြည့်တော့2 equal to 1 မဖြစ်နိုင်ဘူးနှစ်နဲ့တက်ကဘယ်မှာညီလို့ရမှာလဲသို့တော်လေဘာလို့မားနေလဲဆို infinity ကိုကိန်းစစ်လို့သဘောထားပြီးရှောက်ချေတယ်ရှောက်ပေါင်းတယ် infinity ကိုကိန်းစစ်နဲ့ရောထွေးမတွေ့ရပါဘူးဒါသင်္ကန်းစာမျိုးမတက်ပါနော်